မင်္ဂလာပါဒီနေ့ just a piece on news ပါပါလေးတင်းလေးရတကယ်တော့အင်္ဂလိပ်စာရဲ့အဲခဏတာဒီမိနစ်လေးအတွင်းမှာကိုကြည့်လေးလာမှုရေအင်အားကောင်းလာအောင်ပါ what what really happens or what happened ဘာဖြစ်လိမ့်လဲဆိုတော့ will happen ဘယ်တော့မှမဟုတ် what happens ဆိုတော့ဖြစ်ခြင်းနဲ့ဖြစ်မယ်ပေါ့ဖြစ်ခြင်းနဲ့မဖြစ်ဘူး if russian nuked တိုက်ခိုက်ခဲ့မယ်ဆိုရင်တော့တိုက်ခြင်းနဲ့တိုက်မှာတိုက်ခြင်းနဲ့မတိုက်ဘူးပေါ့ britain and the us ပေါ့ တို့နှစ်နှစ်နိုင်ငံကိုတိုက်မယ်ဆိုရင်တော့တိုက်မယ်ဖြစ်ပေါ်တဲ့ပုံလေးနဲ့တွဲကြည့်မယ်ဆိုရင်တော့ဒီမှာဒီတိုက်မယ်နဲ့ launch site ဆိုတာပြခတ်တိုက်ခိုင်းမဲ့အလဲပဟိုချက်ကနေပြီးတော့ US က on the left side မှာရှိပြီးတော့ UK ကတော့ right side မှာတွတ်တွေ့ရအဲ့ဒီဘက်က Europe ပေါ့နော်ဆိုတော့ဒီအပေါ်မှာသူ့ရဲ့ပုံစံကသူပြခတ်မဲ့ပုံစံကဘယ်လိုမျိုးဗုဒ္ဓတာပေါ့ဒီ nuclear ပြတဲ့ပုံစံကိုကြည့်တယ်ဟာ Western Missiles Missile က Register Echo Space ဆိုတာ Missile က Once ကဒီရောက်ရှိတဲ့အချိန်မှာပဲလို့အချိန်မှာပဲလို့ပါတာပြန်ကြည့်မယ်ဆိုရင်ရောက်ရှိတဲ့ Echo ဆိုတဲ့ Space အာကာသရဲ့ဒီအာကာသကိုစရောက်တယ်လို့ပဲပြန်ကြည့်မယ် Edge ကမူလအစွန်အဖျားပေါ့အာကာသကိုစရောက်တဲ့အချိန်မှာ the first bo uh, booster rocket falls away ဆိုတဲ့နေမှာအဆုံး booster က အဲဒီမှာအရှိမသွားနေတာကဒုတိယအနောက်မှာကျန်ခဲ့တဲ့ဒီအစိပ်ပိုင်းကပထမဒါပထမ booster ပေါ့ false away ဆိုချွတ်ထွက်သွားမယ်ခွာသွားမယ်ပေါ့ the second rocket ကအရှိမရှိတဲ့ rocket က now ignite ဆိုတာသူရဲ့အောက်ရှင်မာဒီတွန်းအားဆောင်းအပြစ်အမိကအပောက်ခွဲထွက်လာတယ်သူတွန်းအားပေးလိုက်တယ် traveling our speed up to ဒီသူရဲ့အရှိန်နဲ့ travel တွားလိုက်တယ် travel က going မှာပဲတွားလိုက်တာ at speed source ဆိုတော့ ဘလောင်းနဲ့သွားဆိုရင်တောင်းခွဲမိုင်တောင်းခွဲနဲ့သွားလိုက်တာတနာကြီးပေါ့တနာကြီးတောင်းခွဲဆိုရင်အရှိန်နဲ့သွားတယ်စဉ်းစားကြည့်ပေါ့တနာကြီးတောင်းခွဲဆိုလို့ဆိုရင်တနာကြီးမိုင်အဝေးပြေးလမ်းမှမှာ80ရနေပြီ190ဆိုတော့တော်တော်များနေပြီလို့ပြောရမှာနောက်ချိုတရာကျွန်ဖမ်းတဲ့နေရာရှိတာကိုတော်တော်အရှိန်ပြင်းတယ်အခုသူတောင်းခွဲမိုင်နဲ့သွားမယ်ဆိုတော့ at the outer space outer edges are ဆိုတော့အပြင်ဘက်ပေါ့အပြင်ဘက်လေး ဒီ arch atmosphere ဆိုရယ် arch atmosphere ဆိုရယ်ကမ္ဘာလေတူရဲ့အပြင်ဘက် outer edge အဲဒီ edges ပေါ်ဒီမှာ outer edges ကဒီလေတူအပြင်ဘက် အလွှာလေးတွေမှာပေါ့လေတူပြင်ဘက်အလွှာလေးဆိုတော့လေတူရဲ့ကမ္ဘာလေတူရဲ့အပြင်ဘက်နားလေးမှာပဲသူကအဲ့ဒီကနေပြီးတော့မှသူရဲ့အရှိန်ကတောင်းခွင်းနဲ့တွားပြီးတော့သူရဲ့ပြက်ခတ်တိုက်ခိုင်းမဲ့နေရာကိုတွားမယ်ပေါ့အဲ့မှာဆိုရင်တော့ဘလောက်အရှိန်နဲ့တွားမယ်ဆိုတော့